ချန်ပီယံလိဒါနောက်ဆုံးပွဲစဉ်မှာဆိုရဲဒါဆရာပြောတဲ့ကြည့်ခဲ့ပါပါ single lines ကိုအေး၄ဂိုးပြန်နော်ပနတီ၂ဂိုးအပါတင်ရအောင်နော် single single lines နဲ့ပွဲမှာယူကာဆယ်ကတော့အပေါ်ကြီးပေါက်ပြီး forest ကိုပြန်ကြည့်မယ်ဆိုရင်ဒါသူတို့ဟိုယူရိုပါလိကစားရမှာလေအဆင်မပြေဘူးနော်1နှုတ်ပေါက်ပြီးတော့ရှုံးအောင်ရှုံးသွားတယ်ရှုံးအောင်ရှုံးသွားတယ် နင်းတွေကြနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါ Newcastle နဲ့ Nottingham Forest ပေါ့နော် Nottingham Newcastle ကတော့ဒါဆရာကျော်လည်းဒီပါလက်တော်မှာတော်တော်ကစားအားချိတ်ဆက်မင်းမင်းနဲ့တော်တော်ကောင်းမွန်လာဒါ Champion League ဒါနောက်ဆုံးပွဲစဉ်မှာဆိုရင်ဒါဆရာကျော်လည်းကြည့်ခဲ့ပါပါ Single Rise ကိုအဲလေကိုပြနော်ပနတီနှစ်ကိုအပါမတင်ရအောင်နော် Single Single Rise နဲ့ပွဲမှာ Newcastle ကတော့အပေါ်ကြီးပေါက်ပြီးမတင်ရအောင်ဟုတ်တယ်အဲ့ပွဲက Single Rise ကလည်းပထမကြောင့်ပွဲမှာဂိုးပြတ်နိုင်ခဲ့ဒါခဲ့တဲ့ဟာကြတော့ပွဲစဉ်ဒီနှစ်ကို Single Rise ဘက်ကကြီးလည်းသူက Newcastle ဘက်ကိုမထိုင်ရဲကြအောင် level 80ကြီးမှာကျွန်တော်ကတော့အဲ့ပွဲကို Newcastle ပေးဖို့ပေးလိုက်ရလူကစင်ကြိုက်စင်ပြေသွားတော့စင်ပြေသွားတယ်ဟိုဟိုဒီပနတီနှလုံးနဲ့ကျန်တဲ့နှစ်ဂိုးနဲ့အတွင်းသွားတဲ့အလုံးကြီးတော်တော်ကောင်းပါတယ်ဒါစိတ်ကြော်လိုက်အတင်းသွားလဲဒါ short short လို့မရလဲအတင်းဆိုအောင်လောင်းဒါသူ့ရဲ့ concept ပိုင်းအားနည်းပြတ်လေးတွေဒါပြင်ဆင်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ဒါ new ကစင်၄ဂိုးပြတ်လောက်ကြည့်ဖြစ်သွားတာပေါ့နော်အဲ့တော့ကာဆယ်ကလည်းဒါပရီးမီးယားလိမှာပြန်ကြည့်ရင်တော့ဒါအင်္ဂလန်နောက်ဆုံးပွဲမှာနယူကာဆယ်ရှုံးခဲ့တဲ့အတွက်ကြောင့်လက်ရှိဥရောပကနေရရှိလာတဲ့သူခြေစွန်းအရှိန်ရဲ့ယုံကြည်မှုကိုဟိုနဲ့အတူပြန်လို့ထပဲလို့ကျွန်တော်ဒီပွဲစဉ်မှာ ယူဆတယ်နော်။ဘာကြောင့်လဲဆိုတော့ Nottingham Forest ကလည်းဒါဆရာကျော်လည်းတည်တယ်တတော်မှာခြေစွမ်းဟာတကယ်ကိုယာရင်နေတယ်ပဲယာရင်နဲ့နဲ့အိမ်လေးပဲတကယ်ကိုယာရင်ပြိုလဲတော့နေတာပဲနောက်ဆုံး6ခွဲဆက်ကနိုင်ခွဲမြောက်ကြီးရလဲ9ခွဲလောက်ကျနေတဲ့ Nottingham Forest အနေထားမျိုးမှာတော့ကျွန်တော်အနေနဲ့ဒါအစင်လာပါလဲနောက်ဆုံး၄ချိန်ဆက် Forest ကိုကာဆီယံမရှုံးခဲ့ဘူးလေအချက်လက်ကိုတွေ့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲကမြူကာဆယ်ကိုထိုင်တင်တယ်လို့နေတင်တယ်လို့ကျွန်တော်ကယူဆတယ်ဆရာဆရာကြောက်ရနေဟို Forest ကိုပြန်ကြည့်မယ်ဆိုရင်ဒါသူတို့ဟို Europa League ကစားရမှာလဲ အဆင်မပြေဘူးနော်ဝမ်းနှုတ်ပေါက်ပြီးတော့ရှုံးအောင်ရှုံးသွားတယ်ရှုံးသွားရှုံးသွားတယ်အဲ့ဒီပွဲပေါက်ဆိုရင်ခံရလေကြေးရလေထက်တော်မြင့်နေသေးတယ်အဲ့ဒါဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုပြင်တယ်နောက်တခါဒီဟိုပိုစတီကိုဂလူကိုဒါပြိတ္တရ white လောင်နဲ့ဆင်အောင်ရောက်လာအပိုစတီကိုဂလူကတော့ဒါသူ့အသင်းတဖြည်းဖြည်းတိုးတက်လာမယ်လို့တော့ပြောပေမဲ့သူကအခုတည်းကသူသူအားလုံးပေါင်း၅ဘွဲကင်တွေ့ရပါတပွဲမှအနိုင်မရသေးဘူးနီးပြတ်တက်တဲ့အောင်နေနေအဲ့လိုဖြစ်နေတယ်ယူကဆယ်ရလဲကစားအောက်ကောင်းနေတဲ့အချိန် နောက်သူ့အနေနဲ့အမှတ်တရလည်းရယူရယူဖို့လိုအပ်နေတဲ့အချိန်နဲ့နော်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မလို့နျူကာဆယ်အိမ်ဝင်ကစားအားနဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်အဲ Forest အနေနဲ့ဂိုးပြတ်မရှုံးရင်ပဲကျေနပ်ရမယ်အချိန်တွေရောက်သွားလိမ့်မယ်။ तू ကဖီဖီအားများတယ်ဗျာ။ तू ကဇေယတောင်ပံဂျိုနျူကာဆယ်ကကြောင်းကရင်းပြတ်အဲ့လိုအချိန်တွေမျိုးကလည်းဖြစ်ဖြစ်နေ။ဆိုတော့ဟိုနျူကာဆယ်ကအာဆင်နယ်ကိုရှုံးသွားရတယ်ဆိုတော့ဒါကနောက်ဆုံးမိနစ်အပိုင်းလေးရောက်သွားမှ तू မထင်မှတ်ပဲနဲ့ ဘိုးပေးပြီးတော့ရှုံးသွားတယ်ပေါ့နော်ပယ်နတီမပေးလိုက်ရတာလေးတခုတော့ကံကောင်းတယ်ပေါ့အဲ့ညူကာဆယ်အနေထားတွေအိမ်ဝင်းနေထားတွေကြည့်မယ်ဆိုဘာစီလိုနာကိုလည်းပထမပိုင်းဆိုရင်တော်တော်ပီအားပေးနိုင်ခဲ့ဒုတိယပိုင်းမှတော့သူရှုံးသွားတာနော်ဒီလိုပဲအာဆင်နယ်နဲ့ပွဲမှာလည်းပထမပိုင်းမှာလည်းသူကစားအကောင်းခဲ့တော့ဆိုတော့ဒီညူကာဆယ်ကအသင်းကြီးတွေကိုတော့မှချေရီတူရှင်ကစားနိုင်တယ်ရှုံးသွားပေမဲ့လည်း 1-2အနေနဲ့ဘာစီလိုနာအာဆင်နယ်တို့ရှုံးသွားပြီပင်လေချေရီတူရှင်ကစားနိုင်တဲ့အနေအထားမှာ Northern Forest လုံးဝလွယ်လောက်မယ်တော့ကျွန်တော်မထင်ဘူး။ရှင်းမှာ Woody Mate ကလည်းဂိုးတွေသွင်းပြီးတော့ယုံကြည်မှုရတယ်။နောက် Benedict နဲ့ပဲဖြစ်ဖြစ်တော့ဂိုးရရဆိုရင်သူယုံကြည်မှုရ။ဟောဒါအာဆင်နယ်နဲ့ဘွဲမှာဆိုလေအဲသူသူဂိုးသွင်းနိုင်ခဲ့တယ်။အဲ့လိုသူ့ရဲ့အပိုင်းကသူတိုက်ဆက်အပိုင်းကလည်းယုံကြည်မှုရနေတဲ့အရှိန်နဲ့ဆိုရင်ဒီ Forest ကတော့နိုင်မထင်တော့ဘူး။ Forest ကတော့ ပိုစတီဂိုလူထပ်ပြီးဖီအားများသွားမယ်လို့ထင်ဟုတ်တယ်ပိုစတီဂိုလူတော့မှနောက်ထပ်ဟိုဒီဒီအောက်ကန်ဒီအသင်းကိုကန်တွယ်ပြီးကြမှာနောက်ထပ်ဖီအားထပ်များပြီးတော့ထိုင်ကုန်းတော့ပူလာလှုပ်လာမလားမသိဘူးပိုစတီဂိုဆိုတော့ပိုစတီဂိုအော်နေပြီလေအဲ့ပွဲတွေမှာဖော်ရက်ဟိုဟာနဲ့ပွဲအဲ့ပွဲက live ကြည့်နေလေဗျာအဲ့ချေးရလေမယုံနိုင်စရာကောင်းလို့လေဟိုဘက်ကအတွင်း လော်ဒင်ဖော်ရဘက်က1အနှုတ်တီးပဲထက်ထက်ပေါက်။အော်အဲ့တော့လော်ဒင်ဖော်ရကလည်းလည်းရအကုန်လုံးပုံပါပဲ။ဒီတော့အဲ့လောက်ဒီတော့ဒုက္ခပြီးပါတယ်။လော်ဒင်ဖော်ရကအဲ့အနေထားနေလို့ online ကစားရတယ်သူ။ဟုတ်တယ် online ကစားရတယ်သူဆိုတော့ကျွန်တော်တော့လော်ဒင်ဖော်ရအဲ့ကွဲမှာတော့ကျွန်တော်ဘယ်လိုမှမရှုံဘူး။အခုဒီ new card နဲ့အနေထားမှာတော့တေချာပေါက်နောက်တစ်ချက်ကအာချဈေးဝင်ရောလည်းဒါ0175နဲ့တော့ဒါမူလာသူကန်ဆယ်ကြည့်ရပြအရင်လိုမကောင်းတော့ဘူးလိုစံတို့ကင်သွားတယ်ကန်ဆယ်လို့မကောင်းတော့ကောင်းတော့ဟုတ်တယ်အဲ့တော့အဲ့ပွဲချက်မြေကိုအဲ့ပွဲစင်မှာလဲအဲ့လိုပဲအချိန်ဆက်လည်းမမီ ဟာတယောက်နဲ့တယောက်ကလေပေးလိုက်ရင်လွင်ပြီးတော့လေတော်တော်ရော့တိရော်ရဲ့ Northern Forest ရဲ့ကွင်းလေရောဒီရှေ့ပန်းနဲ့ကွင်းလေကစားသမားတွေရောတော်တော်ဆူဆူပွားအဲ့ပွဲကိုကြည့်ရောအဲ့ဒါကြောင့်လေဝေဖန်ကားလာဟို positive ကိုလည်းမျက်နှာပူနေအဲ့ဒါမျက်နှာလီရဲနေပြီ ဲ့တော့ဒီလိုနေသားမှာဒီခုနယုံကြည်မှုမြင့်နေတဲ့ညူကာဆယ်လို့ဘလို့မှပြီးမရလိအဝေးဝင်မှာဖော်ရက်ရှင်းနိုင်ကြအကြောင်းမှရှိလို့ထင်တယ်။ဒါအာရှဈေးဝင်လို့ရတဲ့ data အခုတော့1တည်ရေဘောလို့ဗမာဈေးမှာတော့130နိုင်လောက်တော့ညူကာဆယ်ဘက်ကရှိတယ်130နိုင်လောက်တော့ရှိတယ်။ဒါမူလအဝင်ရိုးနဲ့ဆိုရင်တော့ဒါစထွက်တာဆို0.75နဲ့အခု1အထိတောင်ပြင်းရှာလာတယ်။ဟိုညူကာဆယ်ကခုနပြောသူနောက်ဆုံး၄ချိန်ဆက်တိုက်လေ Forest ကိုမရှုံးခဲ့ဘူး။ဒီ Forest ကကစားသမားရယ်ယုံကြည်မှုပြောင်းနေတယ်ဆိုတာဒါက ဒါဘယ်လိုပြောလဲဆိုတော့သူတို့ရဲ့နီးပြဂျီနူနိုဆန်တို့ထုတ်ပယ်ခံလာရတဲ့အပေါ်မှာရိုက်ခတ်မှုလည်းရှိနိုင်တယ်ဟုတ်တယ်အသိန်းပေါ်ယုံကြည်မှုဒီအသိန်းသသိန်းမှာအသိန်းသားတွေကယုံကြည်မှုမဲ့လာပြီဆိုရင်အဲ့ဒါလည်းကြောက်ဖို့ကောင်းနီးပြခေါင်းတွေဘယ်တော့ပဲတော်တော်မရအောင်ဟုတ်တယ်တခါကြတဲ့ဝိုင်းဆွဲပြီးတော့နီးပြကိုတက်တဲ့အနေထားတွေရှိရှိတတ်ကြတဲ့ဟာတွေအစင်လာတွေနီးပြလေးမှမြင်တွေ့နေရအဲ့တော့ကျွန်တော်တို့ဒီ new garcel ဒီ forest ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအာရှဈေးဝင်ရိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါသူတို့နောက်ဆုံး10ချိန်မှာလည်းဒါ0.75လို့ဒါ 1D လို့နဲ့ထွက်ခဲ့တဲ့ဈေးမှာ new garcel က နှစ်ကြိမ်ရောက်ရှိခဲ့မှာနှစ်ကြိမ်လုံးယူကာစီယာရလက်ကလည်း2021လို့နေနိုင်တယ်။ကဲကဲလိုက်တဲ့ပွဲမှာလည်းနော်နစ်ပုတ်ကောင်းတာလေးတွေပါတယ်နော်။ကော်ပိုရိတ်အပွေးကကန်ချက်တွေကာကွယ်ဟောတာလေးဒါနစ်ပုတ်ကောင်းရဲ့73နဲ့73တဲ့။ကန်ချက်ကလည်းကန်ချက်ဒီယူကာစီယာကဘူးသမားကန်တယ်ဆိုအဲ့လိုကန်ချက်မျိုးကန်သွင်းခွင့်မျိုးတော့ Forest ကမဖန်တီးနိုင်တယ်။အဲ့လိုအနေထားမျိုးမှာတော့ကျွန်တော်တို့ယူကာစီယာပဲဒါရွေးတင်တာအကောင်းဆုံးရွေးချယ်နော်။အဲ့တော့ကျွန်တော်တို့တင်ခွေညနောက်တဲ့ပွဲစဉ်တွေဖြစ်တဲ့ဒီယူကာစီယာ Nottingham Forest ကတော့အခြေဆုံးရရော လက်ရှိစုဖွဲ့မှုအရာပါအနေထားအရခြေစရာအရာပါအစစတာလုံးနေတဲ့ကျွန်တော်တို့နယူကာဆယ်ကြည့်အောင်မြင်တော့54.8ခန်းလုံးတိရှိတယ်။အဲ့ဒါကျွန်တော်တို့နယူကာဆယ်ကိုပဲရွေးချယ်လိုက်